ကအကိုကဒီကနေ့ကထွမြောက်ရကြမ်း30အငယ်33ကိုကျမတို့ဖတ်ကြမှာဖြစ်ပါတယ်ဒီမှာကိုယ်တိုင်းပဲဖတ်လိုက်တော့မယ်နော်ရေတတော်စရင်ထဲတွင်ပါတော့ပါဝင်သူတိုင်းတန်ရှင်းရဌာနဤရှေကောအလီဆာနုံးနေအညီရှေကောတဝက်ပေးဆောင်ရမည်တရှေကောလီယင်ဂေရနစင်ညီမြတ် ထိုရှက်ကတော့ဝတ်တီထာဝရဘုရားကိုအလူဖြစ်စီဖြစ်၏ပြီးခဲ့တဲ့အချိန်ကအယွေးနှုတ်ချင်း redemption price လူကိုရေတွက်ချင်းအကြောင်းပြောခဲ့ပါတယ်ဆိုတော့ဒါဝိကိုဘာဖြစ်လို့ဘုရားကတန်တတ်တယ်လဲလူကိုရေတွက်တယ်ဒါပေမဲ့အဲ့ဒီသူတယောက်စီတိုင်းမှာအဖို့ခအပြည့်ရဲ့အဖို့ခကိုပြချင်း မရှိတောက်ပန်ချင်းအဲတမျိုးတွေမရှိရောမကဘူးဒါကသူ့တဲ့အူစီတိုင်းအသက်20အထက်အလုံးကရေတွက်တည်ဆိုရင်တော့အဲ့ဒီသူတို့သတ်မှတ်ထားတဲ့အာဘိမှန်တော်ရဲ့ငွေကိုပေးရတာဖြစ်တယ်အဲ့ဒါကသူကမလုပ်ဘဲနဲ့လူတိုင်းရေတွက်တယ်လို့တစ်နှစ်3လေးနဲ့သူကရေတွက်တာဖြစ်တယ်ဒီအရာကြောင့်ဖြစ်တယ်ဆိုတော့ ဒီမှာကဆက်ပြီးတော့ကျွန်တော်တို့ပြောမှာဖြစ်ပါလေဒီကနေ့အချိန်မှာတဲ့နော်ဒီ century cycle ကြတော့အဲ့ဒီစာအုပ်ဒီစာအုပ်ကိုရေးသားတဲ့အချိန်လွန်ခဲ့တဲ့နှစ်ပေါင်းပေါ်တော့များနှစ်နှစ်ပေါင်း20 30လောက်က ဖြစ်မဲ့ဒီစာအုပ်ကျွန်တော်တို့ကိုကားတဲ့စာအုပ်ဆိုတော့အဲ့ဒီတုန်းကရေးတဲ့အချိန်မှာ this half shekel of silver would amount to be 32 cents. That American dollar, ozen it napdia, shibari, eddie shekel, the kum, and the wet go be me so ye, ozen napdia, so do a gubala lao shimele, the jet laudo shinai bibo, not the jet, the jet or shime. Premier, I gentle say, and so, Dini the, the mere that the Christ was not complete atonement. It had to be approved of God before it could be the mercy seat or appropriation for sin. ini cemaru nale poya. Yesu kere le ima ati kanjin taku tene. Ayakat ni api tuara mahubu. Api etuwe နော်အပြစ်အတွက်အာဖြေလို့ဖို့ရတရားခတိမပီးသေးဘူးသူတေသွားတာနဲ့တို့တွေကတခါတည်းလွတ်သွားတာမဟုတ်အသွေးသွန်းလောင်းသွားတာနဲ့တခါတည်းလွတ်သွားတာမဟုတ်အဲ့ဒါအမှုပြီးပြီဆိုတာနဲ့အခါတည်းပြီးသွားတာမဟုတ်သေးဘူး။ဘာလို့သေးလဲဆိုတော့ခမဲတော်ဖယားကဒါကို approve လုပ်ဖို့ကောင်းကင်မှာအရာကိုသူက the mercy seat ဆိုတဲ့ အဖရာရဲ့တကက်ကောင်းကင်နိုင်ငံဗိမာန်တော်အပတ်ရှင်ဆုံးနေရမှာသူကအသွေးကိုယူသွားပြီး appropriate သွားလို့ရ appropriation သွားလို့ရဆိုတော့ဒါကဖရာတခင်ကိုနိုင်ကအဲ့ဒီနေရာတရှင်ဆုံးဌာနသူဝင်သွားပြီးတော့လုပ်တဲ့အချိန်မှာပြီးသွားပြီနော်အမှုပြီးပြီးအဲ့သူအဲ့ဒီလုပ်သွားတဲ့အချိန်မှာပေါ့နော် အဲ့ဒီအချိန်မှာဖရာသခင်ကတက်သေးပြတက်သေးပြတဲ့အချိန်မှာပဲအဲဒီဥစ္စာကပြီးသွားတာဖြစ်တယ်တဲ့ appropriation ဆိုတာအဲ့ဒါချက်တိုက်တွဲနေတယ်ပေါ့ဆိုတော့ဒီတပန်ကလမပြုတ်လို့တဲ့အရာအလုံးဒီယေရှုလာခြင်းအတွက်ပုံပဲမပုံစံမူဒီအတိုင်းကိုလောက်သွားရတာဖြစ်တယ်ဆိုတာကိုနားလည်ဖို့ဖြစ်ပါတယ် versus seed or appropriation for sin အဲ့ဒီနေရာမှာဥပမာ လောကမှာတော့ဓမ္မဟောင်းမှာတော့ယေဘရဟိမင်းကြီးကသွေးနဲ့ရေနဲ့အဲ့ဒီနှခုကိုယူသွားပြမှာအဆုံးထိတိုင်အောင်သူကအဲ့ဒီမော်စစ်စစ်ဖြစ်တဲ့ပရိမင်တ္တာရောပေါ်မှာကောင်းကင်တမန်နဲ့ပါတီလို့တဲ့အာအာတော့ထားတဲ့နေရာမှာအဲ့ဒီနေရာမှာတွားပြီးတော့ sprinkle တွားလို့ရပါတယ်။တော့ရေတွားတောက်ပေးရပါတယ်အသွေးတွေပေါ့နော်။ So era uh, ma pima chin hoga uh, atada ne kare tu apit phi be yeshu khoi le wa kare ma ati kha pi atlo law da ne ta kha so da na So do this that however was the preparation the preparation mm -hmm. material and groundwork for the full atonement the အပြစ်ဖြေဖို့ရန်လှုပ်ဆောင်တဲ့နေရာမှာသူရဲ့သိချင်းအရာခသိအလုံးဒီနေကြီးပေါ်မှာလှုပ်ဆောင်ရမယ်အဖို့အလုံးဖြစ်တယ်ဆိုတာကိုနားလည်ဖို့ဖြစ်ပါတယ်။ Now ဒီမှာပါရှိလဲဆို the two goats အကြောင်းပြောမယ်။ the two goats ကပါလေ the two goats ကပါလေဆိုရင်ဒီမှာစိတ်နှကောင်ရှိတယ်အဲစိတ်တကောင်ကိုတိုက်ရတယ်အမှ စိတ်တကစရေးတဲ့ရှာရမဲတရဘေဟာကအသေးခံပြီးဘေဟာကတော်ရမတော်ပြီးတွန်ချာရမလဲဆိုရင်ဒီနှခုကိုအလုပ်လုပ်ရပါတယ်ဆိုတော့စရေးတဲ့ချာတော့စရေးတဲ့ရတဲ့အတိုင်းတိတကောင်ကတည်ရမယ်ဒီကံကောင်ကဟောလုပ်ရမယ်ဆိုပြီးမှအော်တော်ထဲမှာဒီပရောဟိတကခေါ်သွားတယ်ဆိုရဒီဥစ္စာကဘာကိုပြောနေတယ်လဲဆိုလို့ရှိရင်เนาะ Where type of atonement's essence and effect. Dima, the abdi phi lu chin lo de ka ma sagalong na galong ta yi chi de sagalong ta lo ta khu ga essence lo kho de ta khu ga effect lo kho essence so la tu ye di abdi phi chin a tu ta kaung ta chin ga tu ye anit tara phi essence lo kho de ari ta kaung ta chin ga ni pi ရရှိလာတဲ့အကျိုးသက်ရောက်မှုက effect လို့ခေါ်ပါတယ်။အကောင်တက်ချင်းက essence အဒိတာရာပြီးတဲ့အခါမှာအဲ့ဒီအဒိတာရာဒါလုတ်ချင်းအဖြစ်ဘာတွေအကျိုးသက်ရောက်လာတယ်လဲဆိုတာအဲ့ဒီဥစ္စာက effect လို့ခေါ်ပါတယ်။ one was slain in one sent out alive တခုကတော့ပြောတယ်ကဲတခုကတော့ တကောင်ကတေးသွားတယ်တကောင်ကတော့အသက်ရှင်ချင်းနဲ့သူထွက်သွားပြီးတော့ဟိုဘက်မှာလွတ်တယ်လို့သူပြောတာပဲ the first ghost blood was covered up the people's sin as a ply on the mercy seat ဆိုတော့အဲ့ဒီတကောင်ရဲ့အသွေးကလူသားတွေရဲ့အပြစ်အတွေ့အဲ့ဒီတေးတရီလာတွေအပြစ်အတွေ့သူကသိခံရတယ် now the people seen as apply on the mercy seat ali atweka edi tama tana china chinga yuna pali poma pian piro taba de no e pian piro tare solo di nia ma do dwe na le pho ga ba shi ta le solo shin do The second goat, by the imposition of hands of the high priest, took atone for sin far off from the people. ဒုတိယဒုတိယအကောင်ကလူတွေနဲ့အဝေးကြီးမှာယူသွားပြီးမှသူလက်အပေါ်မှာလက်တင်ပြီးတော့နော်အမပြပရောဟိတ်မင်းကအာဒီဘက်ကတကောင်ကတော့မှတက်ခံရတဲ့ဒီမှာယပရောဟိတ်ကတဲသွားပြီးတော့တောင်ကုန်းဘက်ထိထော်သွားပြီးတော့တနည်းအဖြစ်ပြောမယ်ဆိုရင်အသက်ရှင်ချင်တဲ့သွားတဲ့ဒါပေမဲ့သူကတဲသွားတဲ့တောင်ကုန်းကနေသူကတွန်းချတာဖြစ်တယ် တက်ကောင်လည်းတည်သွားတာပဲနှာကောင်စလုံးကတည်တယ်ပြောချင်တာကကိုအပြစ်ကိုနိုင်ကယေရှုကအပြုတ်လောက်သွားတဲ့အပြစ်ထေလွတ်ချင်တာအပြစ်ဝင်ထုတ်ကြီးအရာကြီးကိုကိုနဲ့ဖယားကဖယ်ရှားပေးလိုက်တယ်လို့အတိတ်ပဲရှိပါတယ်နော်ဆိုတော့ဒီမှာ the second go by the position of hand အဲ့မှာ တွေ့အပေါ်မှာလွတ်မဲ့တတိုးရဲ့အပေါ်မှာမဟုတ်ဘူးအဆိတ်ရဲ့အပေါ်မှာလက်ကိုတင်ကြည့်ပါအဲ့ဒီတကောင်ကိုလွတ်တဲ့အခါမှာတော့အထက်မှာထွက်ပြေးထွက်ပြေးကြိုက်တယ်လို့ထွက်လို့ပြောတာမဟုတ်ဘူးခေါ်တော့ပြီမတောင်းကောင်းကဒီတွန်ချာအဲ့ဒီအချိန်မှာဒီမှာမရှိတဲ့ဟာတခုပြောပြမယ်အဲ့ဒီတပန်နဲ့ကဲရဲ့တကပ်တကောင်အော်ဗာလေဂိမ်းဘွားမှာအထိတ်မှာသူတို့ကအာမောဇာချီအဖြူကိုနော် သူတို့ကအချီထားတယ်နော်အဲ့ဒီအပြစ်ကတကယ်ပဲလွတ်တော့မလွတ်တော့ကိုတိချေတယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်ကလေးစိတ်ကလေးကကိုခေါ်သွားပြီးတောင်ပေါ်ကနေတွတ်ချလိုက်တဲ့ကအောက်ကိုရောက်ပြီးတော့ဒီစိတ်ကလေးကတည်တဲ့အချိန်မှာနော်အဲ့ဒီစိတ်မှလည်းသူ့မှာအဖြူလေးအဖြူလေးတစ်ခုကိုပတ်ထားပေးပါတယ်အဲ့လိုတွတ်ချလိုက်တာနဲ့အောက်မှာတောင်အောက်မှာတည်သွားတဲ့အခါမှာအဲ့ဒီ attitude ကနေတယ်တဲ့အနည်းရောက်ပြောင်းသွားတယ် at the same time အဲ့ဒီအချိန်မှာဘယ်မှာပါဖြစ်တယ်လဲဆိုရင်အဲ့ဒီကိဝါမှာချီထားတဲ့အရာကလည်းအော်ကျိုးဖြူကလည်းအနည်းရောက်ပြောင်းသွားတယ်အဲ့ဒီအခါမှာသူတို့ဓာတ်ကိုချီပြီးမှအာဟုတ်တာပဲငါတို့အဖြစ်ကတကယ်ပဲဖီးယားကခွင့်လွှတ်လိုက်ပြီးအစ်တဲ့ကိုနဲ့ကိုက ဖယ်ရှားလိုက်ပြီးဆိုပြီးမှသူတို့ကနားလေရတယ်။ဖျားကငါတို့အဖြစ်ကိုခွင်းလွတ်တယ်လို့သူတို့ကသူ့ရဲ့တေးချင်းရဲ့အကျိုးသိရောက်မှုကိုသူတို့ကမြင်တွေ့ရတယ်တဲ့။ဒီဥစ္စာထူးဆန်းတဲ့အရာတစ်ခုဖြစ်ပါတယ်နော်။ဆိုတော့ဖျားရှင်ကကျွန်တော်တို့အဖြစ်တွေကိုသူကမေးလိုက်တယ်လို့ပြောတယ်ဟောတကယ်မေးတာဖြစ်တယ်။ စာရင်ကမမေးပေးပါဖေကမိလိုက်တာဖြစ်တယ်။နော်ခွလွချစ်ဆိုတာကကဖေသခင်ကအဖြစ်ကိုတို့တွေကတောင်းပန်ရတဲ့အရာရှိတယ်။တောင်းပန်ရ။သူကသူတို့ကအလကားမနေဘူး။ဒီကံကပလုတ်ခေါ်ရဲအထွန်းမဲ့ဒေးအဖြစ်ဖြစ်တဲ့ဒီမတိုင်ခင်ဒီတရက်ထဲအတွက်ရပောင်းလေးစေသူတို့ကမိမိကိုကိုစစ်စစ်ချပြလို့ရပါတယ်။မိမိကိုကိုစစ်စစ်ချစစ်စစ်ချ ပြုတ်လောက်ပြီးမှအဲ့ဒီအချိန်အခါမှာလေသူတို့ပြီးသွားတဲ့အခါမှာအပြစ်ဖြေခြင်းကိုပြုလို့ရတယ်အတဖရာကလက်ခံတယ်သူတို့တွေကဒီတိုင်းပဲကြိုက်တယ်လို့နေပြီးမှအားလုံးတပြုံကြီးလာပြီးမှဟိုစိတ်ကလေးတိုးကလေးတကောင်ကိုရပရောဟိတ်ကဟိုမှပြေးခိုင်းပြီးတခါပြေးသွေးကိုယူပြီးဖရာတခင်ကိုအဲ့ဒီလိုဟိုဘယ်လိုခေါ်မလဲဟိုလောက်လောက်မရဘူးနော် လူတွေကဒီတပ်ပူဇော်တဲ့အခါမှာချင်းတောင်မှာကြားမှုပါလေအမေတို့ပြောဘူးတဲ့တော့သူတို့တွေကအော်ဒီ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 တပ်ကအာပါလေဟိုဟိုတနောက်အကောင့်တစ်ဆယ်ယူလာခဲ့လို့ပြောရင်အဲ့ဒါကိုဒီကရှုံကလေးတွေလောက်ပြီးမှတနောက်ပုံစံလေးတွေလောက်ပြီးမှအကောင့်တစ်ဆယ်လောက်ဒီမှာယူလာပါတယ်လို့ပြောရင်သူတို့ကလက်ခံတယ်တဲ့ တလောက်ထိလိမ့်ရလို့ရအလိမ့်ရခံလို့ရအဲ့ဒီဝိညာဉ်ဆိုရင်နော်အာဒါဒါဆိုရင်ဒါပေဖရာကဒီလိုလိမ့်လို့ပြဖရာသခင်ကတို့တွင်နှလုံးသားတဲ့သူသွားတာဖြစ်တယ်နှလုံးသားစစ်ဆေးခြင်းကိုပြုလုပ်ခြင်းဟာဒီကြားထဲမှာရပောင်လေးဆယ်လောက်သူတို့သွားရတယ်ရပောင်လေးဆယ်အစားရှောင်တဲ့လူတွေကဘာအိမ်အတွက်ကားအတွက်ဘာအတွက်နိုင်ငံခြားသွားဖို့ ဘလိုလိုလိုလာအတွက်ပြောကြမယ်ဒါပေမဲ့အရေးကြီးဆုံးရပေါင်းလေးစအစာရှောင်ခြင်းဒီမိမိအတွက်အစာရှောင်ခြင်းမိမိကိုကိုစစ်စစ်ခြင်းမိမိအထက်မှာမတန်ရှင်းတဲ့အရာတွေကိုဖယ်ရှားဖို့ရတဲ့ကိုကိုကိုမြင်လာဖို့ခန္ဓာကိုယ်ကိုချိုးချံလိုက်တာဖြစ်တယ်ခန္ဓာကိုယ်ကိုချိုးချံလိုက်တဲ့အခါမိမိကိုကိုမြင်လာတယ် မိမိကိုကိုမြင်လာပြီးဆိုလို့ရှိရင်အထဲကမကောင်းတဲ့ဟာပေါ်ထွက်လာတဲ့အရာကိုကိုတော်ခွလပါရပောင်းလေးဆိုကိုတော်ခွလပါကိုတော်ခွလပါဆိုပြီးပါအာပြောရတာဖြစ်တယ်အဲ့ဒီအရာကြောင့်ဖះရှင်ကတိုက်ထဲမှာပြောရပ်ကပူတော့ at the day of atonement တခုထဲမှာအေးသေးလားအလုံးရဲ့အပြစ်ကိုခွင့်လွတ်တယ် ဒီလူသူကြီးအဖြစ်ကိုသူ့ရဲ့ဒီစိတ်တန်ရရဲ့အတွေ့ပုံဆောင်ဒီမှာခွလွတ်လိုက်ရတဲ့အကြောင်းကသူတို့မှာ examination ဆိုတာရှိတယ်အဲ့ဒါတားလက်ဖို့ဖြစ်ပါဆိုတော့ဒီမှာအစဒီထွက်သွားတဲ့အရာက skip go လို့ခေါ်ပါတယ်နော်အဒီ skip go ကအရင်မတွန်းချရအရင်မထုတ်ရဘူး ်အကောင်တည်ပြီးမှဘယ်သူကိုခေါ်သွားရတာဖြစ်တယ်။တေချာသွားမှနော်။ဆိုတော့ဒီနေရာမှာပြောချင်တာကတခိယရှုကနှကောင်အနေနဲ့ဘယ်လိုနှပါအနေနဲ့သူမလား။တပါးရဲ့စိတ်နှကောင်ရဲ့လှူရှာတဲ့အရာနှခုစလုံးကိုသူကနေပြီးတော့ယူဆောင်သွားတယ်၊လှူဆောင်သွားတယ်။စိတ်တကောင်ရဲ့အသွေးတဲ့လှောက်ခါဆောင်တဲ့အရာနဲ့ကိုဖက်ကနေပြီးတော့အပြစ်ကွဲခွာချ erase from the sin. Erase so that yes, that's a color what they be don't have body had people. Pet their capture soon capture their pet light. So the tomorrow, a man to need it. Uh, tomorrow, yet nip but need it. Tomorrow, eight daddy body see Jordan come and the with brush and never young bleach to a detergent a meal so a pin sign in it. Daddy, that should be saint below yarding of the mala. Tomorrow, a pit. မျိုးရုပ်ကကျွန်တော်တို့ရဲ့ iniquity အာရတ်ကနေပါလာတဲ့အဖြစ်နေတဲ့အဖြစ်အားလုံးဒီကျွန်တော်တို့ဝင်ချပါပါဒီမှာအဲ့ဒီအရာအားလုံးကိုဖျားရှင်ကအိုးကဲဖြစ်ကြည့်ဖြစ်တဲ့အတော်နဲ့ကျွန်တော်ဟောအယောအရင်တော်လာလားမတဲစခုနဲ့ဆယ်လီနဲ့ဆယ်ခုကိုအရင်ကြည့်မယ်နော်ဒီမှာ ကပယ်ဆောင်ဖို့မပိမတော်မှာခုန်ခံကောက်ကြရဲပေတယူလာရဲပြီးတော့တင်းတို့ဆရာတွေပိမတော်ခုန်ကိုပေးဆောင်ပါတလားပေတယူကပေးဆောင်ပါရလို့ဖြေတယ်။ကဲဒီမှာအနီကဖလိုက်မယ်ရှီမုံတင်းတင်းပြည်ဒီတင်းဒီရှီမုံတင်းမိတို့တင်းပြည်တနေကပါကြီးမြကြီးရှင်မရင်မိတို့ထာကိုကောက်မြတ်ကိုကောက်ခံကြတနေမိမိတို့တာသမီထာမှာတော့သူမို့သူတပါထာမှာလို့ဟုပေတယူကိုစီရွေးပေးလိုက်၏ ပေတူကလည်းသူတပါထမှာကောက်ခံပါတီကိုရှောက်တော့ယေရှုကတော့ဖြစ်နေတာတို့ဒီကိလို့ခွန်ရကြ၏တို့တော့သူတို့မမယူစေရပင်လေတို့တော်ရွေးငါမြလို့ပရမအုဆုံးမီဒီငါကိုယူယူ၎င်း၏ပစကိုဖွင့်လေတရေရာကိုတပြားကိုတွေးလိုက်ပြီ၎င်းကိုယူနေငါနဲ့တဲ့အတွက်သူတို့အပေးဆောင်လို့မိတော်မူ၏ဒီကြီးမှာရှိနေတဲ့အချိန်မှမြေကြီးရဲ့ အာပေးတဲ့ပေးထိုက်တာကိုလည်းပြကားပေးတဲ့ဆိုစကုတီမှာပေါ်ပြတဲ့ခုနကြိုက်တာနဲ့ပတ်သက်ပြီးတော့မှအရှိမဖြစ်တဲ့အတန်ရှင်းဆုံးဌာနခုနလုံးကဖြစ်တဲ့အဝိပုယျာကျမ်း16ရှိကနေ30ကိုလုတ်ပေးပါဝိပုယျာကျမ်း16ရှိကနေ30အာရုန်ဒီသူစိတ်တငယ်နဲ့ကောင်ကိုမဲချရမည်မဲတစ်ခုဒီထာဝရဖရာဖို့ဖြစ်၍ကျမ်းတစ်ခုဒီ အဇဇာဖို့ဖြစ်၏အာရုဒီသရဖျားဖို့မေတ္တာစေတနည်းကိုယူဆောင်လာ၍အပြစ်ဖြေရာရစ်အပြစ်ပူဇော်ရမည်အဇဇဲဖို့မေတ္တာစေတကောင်ကိုကအပြစ်ဖြေခြင်းအတွက်အသုံးပြု၍အဇဇဲဖို့ဘောကန္တာ၌လူရဲ့လူရန်လူရန်သရဖျားထံအသက်ရှင်လျက်ဆက်ပါရမည်တဲ့ဒီမှာအဇဇဲနဲ့ပတ်သက်ပြီးတော့မှနော်အဲ့ဒါကို ဟိုအလိုလိုက်မလားတကံကိုအဲဆိုတော့အကံကဟိုဘက်ကိုလွတ်လွတ်ဖို့ရဖြစ်တယ်အဇဇဲဆိုတဲ့အဟာနဲ့ပတ်သက်ပြီးမှအမျိုးမျိုး YouTube ထဲမှာပြောကြပါတယ်ဒါကစာတန်ဖြစ်မေဖို့ဘာဖြစ်မေဖို့ဒါပေမဲ့လည်းဒီလောက်ကြည့်တော့တာအားကြီးတော့နားမလည်ဘူးတိဖို့ကတခုက effect ဖြစ်တယ်တခုတခုက essence ဖြစ်တယ်ပေးချင်းဒီ issue ရဲ့တိတော့ချင်းဒီ the essence အနိတ္တရာသခင်ယေရှုထမြောက်ခြင်းဟာဆိုရင်သူရဲ့တေဆုံးခြင်းရဲ့အပြည့်အတွက်တေဆုံးခြင်းရဲ့အကျိုးကျေးဇူးဖြစ်တယ်ဆိုတာကိုအာနားလည်ဖို့ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီနေရာမှာဒီသူရဲ့အအသက်ရှင်ခြင်းနဲ့သူရဲ့ကောင်းကင်ကိုတက်ခြင်းဟာတိတ်ပြီးတော့အရေးကြီးတဲ့အရာဖြစ်တယ်။ကောင်းကင်ကိုတက်သွားပြီး တကယ်တက်သွားတယ်ရပေါင်းလေးဆက်နေတယ်ပြီးတဲ့အခါမှာပြန်လာပြီးတော့ကျမတို့ကိုလာခေါ်มาဖြစ်တယ် all requirements ဒီမှာပြောမယ်သူရဲ့ resurrection အတက်တသူကပါဖြစ်လို့တန်ထမြောက်ရတာလေထမြောက်ဖို့ရတဲ့သူလာတာပဲနော်ထမြောက်ပြီးတော့ပြန်ပြီးတော့ကောင်းကင်ကိုသူပြန်တက်သွားတယ်ဘာလို့လဲသူ့ကိုသူပြန်ပြီး presence presents လုပ်ဖို့ရန်တဖြစ်တယ်။ဖျားသခင်ရှိမှဒီမှာဒီလိုရှိတယ်ဆိုတာတကယ်တွားပြီးမှကျွေးကြော်ပြီးမှဥက္ကတုတွားပြဖို့ဖြစ်ပါတယ်။အဲ့ဒီအခါမှာ atonement တစ်ခုလုံးဒီပြည့်စုံခြင်းဖြစ်တယ်ဆိုတာပြောတယ်။ After the first Passover in which the blood of a lamb was shed and applied for redemption and deliverance. Passover ma အသွေးအားဖြင့်လွတ်ချင်းအခွင့်ကိုရရှိတာဖြစ်တယ်ဆိုတာပထမဦးဆုံးနားလည်ပြီးမှဒါပြင်မကတိပဲနဲ့ Lord commanded Israel to redeem their firstborn အဲ့ဒီနေရာမှာချိပါ pass over ဒီအတေလာရီကအဲ့ဒီနေရာကနေအီဂျစ်ကနေထွက်လာတဲ့အခါမှာတိုးတငယ်ရဲ့အသွေးနဲ့အသွေးနဲ့သူတို့ကိုအာလွတ်ချင်းအခွင့်ပေးတော့သူတို့ကအဲ့ဒီ ျွံဘဝကနေလွတ်လာတာဖြစ်တယ်အဲ့ဒီလိုကျွံဘဝကနေလွတ်လာတဲ့အခါမှာဖရာသခင်ကဘာကိုပြန်တောင်းလဲဆိုတော့အာသူတို့တာဥကိုပြန်တောင်းတယ်ဟုတ်လားတာဥကိုပြန်တောင်းတယ်ဆိုတော့တာဥကိုတစ်ချိန်မှာသူတို့တွေကတာဥတွေပေးတယ်တရိစ္ဆာန်မှလည်းတာဥတွေပေးတယ်ဒီနေ့ကြတော့တာဥကမပေးရတော့ဘူးပေါ့တာဥကိုတစ်ချိန်မှာ century sickle နဲ့ပြန်ကျွေးတယ်ဟုတ်လားဆိုတော့ redeem their firstborn in remembrance ပါပြလို့အတေးအဒီကအာ their first born သူတို့ရဲ့တာဦးကိုဖျားရှင်ကပြန်ရွေးတော့ခိုင်းတာလေသူတို့ဒီလေပြန်လေပြီမှတတိယဖို့ရန်ယေရှုရဲ့ပြီးခဲ့တော့အမှုအမှုပေါ့သူတို့ဒီအီဂျစ်ပြည်ကနေထွက်လာခဲ့တဲ့အမှုကိုနားလေဖို့ရန်အတွက်အပြန်ပြီးတော့မှရွေးနှုတ်ခြင်းကိုလုပ်ခိုင်းတာဖြစ်တယ် today jews observe what they call uh, pidion heaven pidion heaven ဆိုတာဂျူတွေကအခုအထိသူတို့ကနေပြီးတော့လက်ချစ်နေတော့ပဲဖြစ်တယ်တဲ့ observe လုပ်တယ်တဲ့ in which they substitute five silver dollars for the harpsichord silver dollar ဆိုတော့ငွေနဲ့ပြုလုပ်ထားတဲ့တကယ်ဒေါ်လာကိုငါးခုကိုသူတို့ကအဲအဲသူတို့ရဲ့ ရွေးနှုတ်ခြင်းအတွက်ရပိုင်ကိုသူတို့ကသွားပေးတယ်ဒီတိုင်းမှာဒါကိုသူတို့သွားလုပ်တယ်ဒါကသူတို့အတွက်ရွေးနှုတ်ခြင်းအမြဲတမ်းသွားလုပ်တယ်ဖရာသခင်ရဲ့လူချင်းကိုပြန်ပြီးမှအဒီယာစီဘာအုပ်ကိုရွေးခိုင်းတယ်ဟုတ်လားပြီးတဲ့အခါမှာလူကိုလူကိုကြည်တက်တဲ့အခါမှာရွေးခိုင်းတယ်ဒါကဖျားရှင်ရဲ့ရွေးနှုတ်ခြင်းပါ ဟိုပြန်လဲပြန်လဲတတိယပြီးတော့အလကားဘာမှမရဘူးဆိုတဲ့ဥစ္စာကိုအဲပေါ်ပြတာဖြစ်တယ်နော်ဆိုတော့ဒီမှာအာဒီမှာ in which they substitute five five silver dollars for the half shekel the half shekel you know what 32 cents ပဲရှိတဲ့ဟာကိုအခုတော့ silver ငါးတဲ့သူတို့ကအအတုံးချပြီးမှသူတို့အိမ်တအိမ်မှာအသက်20ထက်ရှိတဲ့ဆိုရင် အဲ့ဒီအရာတွေတော်တော်ကနေ့စဉ်နေ့တိုင်းမှာပါခေါ်လဲ Pidyon Haven ဆိုပြီးတော့မှာ Pidyon Haven P I D Y O N H A B E N Habin Pidyon Pidyon Habin နော်အဲ့ဒါကိုသူတို့အမြဲတမ်းကျင့်ပါတာမဟုတ်ပဲねသူတို့ကတည်းကလိတ်ချင်နေဆဲပဲဖြစ်တယ်တဲ့ Oh, if only the eyes of the dear Jewish people would be open, behold the Lamb of God, which takes away the sin of the, the world. Oh, that they might accept him in ransom for their soul and have in their heart shackle of the sanctuary to present God as his commandment. So, Rodiadi, to don't lonely, lonely, lonely. အဲဒါကတော့မယူတော့လို့တယ်လို့တယ်မဟုတ်ပေမဲ့ယေရှုခရစ်ကဒီအတွက်အကုန်လုံးလုပ်ပေးတယ်ဆိုတော့ဂျူးတွေကတိခဲ့မယ်ဆိုရင်တိခဲ့မယ်ဆိုလို့ရှိတော့ဘလောက်ကောင်းမလဲတခင်ယေရှုကယွေနှုတ်ချင်းအအရာတွေကိုလောကတိုင်းမှာအကုန်လုံးပြီးခဲ့တယ်တော့အနစ်တရာတွေ့တဲ့ချင်းအဖြစ်ရှင်ပြန်ထမရောက်ချင်းအဖြစ်အချို့တရားမှုရှိတယ်ကောင်းကင်ကိုတက်ချင်းအဖြစ် တို့တို့ရဲ့အရာခပ်သိမ်းကိုပြည့်ပြည့်စုံသောအပြစ်ဖြစ်လို့ချေချဲမှာဝေရောက်သွားမှုရတဲ့တရားရှင်ကစီစဉ်တာဖြစ်တယ်ဆိုတဲ့အကြောင်းကဒီအခန်းကြီးအချက်တရီဘတ်စတောမှာပေါ်ပြထားတာဖြစ်တယ်ဒီကနေ့တော့ဖျားရှင်တယောက်စီတိုင်းကိုကောင်းချီးပေးပါစေဒီလောက်နဲ့ပဲတွားရအောင်တော့တပတ်မှာအာ14 13 so in 14 15တော့ သွားမယ် redemption နဲ့ပတ်သက်တဲ့အရာတွေပို့ပြီးတော့ဒါနဲ့ရေအရာတွေကိုလေ့လာရမှာဖြစ်ပါလေလို့တော့ဒီချိန်မှာရေးတဲ့စီဖို့ကောင်းကြည့်ပေးမယ်။ဇာမရဲ့ခရီးစဉ်တွေမှာအာနေရာတိုင်းမှာအခုအထိပါပဲရေးတဲ့စီဖို့ကောင်းကြည့်ပေးပြီးတော့အာဘာမကောင်းဆိုတဲ့ဆိုလေးထွက်တာဖြစ်တယ်။တချို့ကလည်းရေးကိုတောက်ပြီးမှအဲ့ဒါတွေဖြစ်ပြီးဒီလောက်လောက်ပဲထွက်လာတယ်ဆရာမရေးလို့ပြောတဲ့ဟာရှိတယ်။ အဲ့ဒါတခါလေးဆီမှာကိုအာ message ပို့ messenger မှာဆီမှာရ messenger ကဒီလို့စအပေးပါဆိုရင်ဆီမှာဇမ်လို့လို့ရထားတယ်လားပါစတာဇမ်လို့လို့ရထားတယ်လားရှိမယ်ဆိုတော့ဆီမှာမြို့တန်းနေရအောင်ဆလုံးအဲ့ဒီ facebook ရှိပါတယ်ဒီအတွက်ကြောင့်မလုပ်ရဘလဲဆိုတော့ဒီလို့စ messenger မှာဆက်သွယ်ပေးပါအာအကေ UA ဖုန်းနဲ့ whatsapp မှာဆက်သွယ်ချင်တယ်ဆိုရင်အာ956 အဆရာမကဖိုင်ဘာလို့ပြင်မချတဲ့အခါမှာအဲဒီလိုဝါချတာပေါ့နော်ဆိုတော့ messenger ကအဓိကဖြစ်တယ်အရေးပေါ်ရေးတွေပါတောက်ပြီးမှအကုန်လုံးထွက်မလာပဲနဲ့တစ်နေတယ်ဆိုရင်ဆရာမကိုခေါ်လို့ရပါတယ်ကဲ zoom meet အစူရီလေရင်းစီကိုကောင်းချပေးမယ် ယေရှုကိုယေရှုနာမနဲ့ကောင်းချီးပေးတယ်မြတ်တော်ယေရှုနာမနဲ့ဩအယာတရားမတရားဖရာဖြစ်တော်ယေရှုတရားမတရားလူသားဖြစ်တော်ယေရှုကြီးမြတ်တော်နာမကဘေရောဖရာရဲ့ကောင်းချီးပေးထားပြီပါဒီနာမအဖြစ်သူထာမသလန်တိရာဆိုပြီးတော့ဤနာမကိုပဲပေးထားတဲ့ရတ်အတွက်ဒီယေရှုခရစ်နာမ၌ဒီစီလေးကိုကောင်းချီးပေးတယ် အတော့သူမြရေချိုးတော့သူမြလိတ်ချတော့သူမြသူတို့မှရှိတဲ့အတန်ယောဂအားလုံးကြောက်ကင်းဖို့ရယေရှုနာမနဲ့ကောင်းချီးပေးပါတယ်။ရှင်ရင်တော်သဘောရှိစေပါယေရှုနာမနဲ့ဆုတောင်းပါတယ်။အာမင်။အခုတည်းကယူကြောင်ကြောင်ဖြစ်လို့အတတိပေးလို့ဟောပြဖြစ်နေတဲ့ဝိညာဉ်ပိုက်တဲ့ပတ်သက်တဲ့အရာတွေကကိုယ်စီယုံတော်ဒီစီယုံတော်ဖြစ်တဲ့လူတွေဆက်ပါတယ်ဆက်တွေ့လို့မရဘူးဒါတွေက message တွေထားသူတို့ဘာလဲ live machine ဆိုတော့ဆရာမက voice mail တွေထားပေးတယ်အဲ့ဒါနဲ့သူတို့တွေကဒီကြောင်တောင်တောင်ဖြစ်ပြီးတော့ mental illness လို့လို့ဖြစ်တဲ့အရာတွေကတခါတည်းမှာသူတို့ဒီတဖြစ်ဖြစ်နေတက်တာတော့ရဲဆိုတာတွေတွေ့ရတယ်တော့ i think ဆိုတာတည်းပြပါတည်းသူတက်ဖို့ပြလို့တော့ရှိတာဖြစ်ပါတယ်တယောက်စီတိုင်းတရားရှိတယ်မှာကျန်စာဖတ်ချင်းတဖြစ်ရတဲ့တာယူနေကချင်းများ ဘာရပြုလို့ဖွင့်ရတဲ့အထူးပဲခွန်အပိချင်ပါလေနောက်ပြီးတော့ခရစ်တော်ကြော်လာဖို့နောက်ဆုံးတော့ကလာရဲ့နောက်ဆုံးပိုင်းမှာတို့တွေဟာရှိနေပြီ2000တည်းအတွက်လူတွေကအရာကိုကြောက်ရွံ့ပြီးတော့နေကြတာဖြစ်နေတော့လူတွေတော့လူတွေကဲရက်ချာမရှိပါဘူးလို့ထင်တာကိုမပါတော့လို့ရက်ချာမရှိတာမဟုတ်ပါဘူးနော်ဆရာမလောကမှာရှိလို့လည်းရက်ချာမရှိသေးတာမဟုတ်ဘူး လက်ချဆိုတာလူတကယ်အနေဆိုအနေဆိုကဘာမှာဒါပဲသွားမှာဖြစ်တဲ့အခါမှာသွားဖြစ်ခဲ့ပြီလားဆိုတာလေပြောလို့မရဘူးလေတော့ဆိုတော့တို့တွေဟာဘေးနားကြီးကလာထဲမှာစတင်တော့ပဲပုံစံမျိုးလားပြောလို့မရဘူးလေဒီအတွက်ကြောင့်ပါပဲဖြစ်ဖြစ်နိမိကုတ်ကိုပြင်ဆင်ပြီးတော့ခရစ်တော်အတွက်မမမမရက်တည်ပြီးတော့အသေးခါရဲပဲစစ်သားများပေါ်ထွက်လာဖို့ယေရှုနာမ၌ကောင်းချီးပေးပါれ။ ဖျားရှင်တယောက်စီတိုင်းကိုကောင်းချီးပေးပါစေဒီနေ့ပြောတဲ့အရာကဖြစ်မြဖြစ်မလားလို့ပဲပြောတာဖြစ်ပါတယ်နောက်ဆုံးမှပြောလိုက်တယ်ဟာလက်ချာကပြီးသွားပြီလို့ဆရာမမပြောပါဘူးနော်ဒါကြောင့်တည်တည်ချက်ချက်နားထောင်ပြီးမှအဲရေးထားဖို့ရတဲ့ပြောချင်တဲ့အလေးလေးတက်တက်ပြောတဲ့သဘောဖြစ်ပါတယ်။တရားစီတိုင်းဖျက်ရှင်းကောင်းကြည့်ပေးပါစေ။အဘေအဘေအဘေကျေးဇူးတင်တယ်